က်ချက်များနဲ့သာရောင်းချခွင့်ပြုထားတဲ့လိန်စည်းရွာစည်းများရောင်းချမှုကိုချစ်သူများနေမတိုင်ခင်တရေဖြစ်တဲ့ဖေဖော်ဝါရီလ13ရက်နေ့ကရန်ကုန်မြို့စမ်းချမြို့နယ်အတွင်းမှာရှိတဲ့စီဆိုင်တွေကိုရှာတွေ့ခင်ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီစေဝါများမှာတောက်သုံးရံမတင်တော့ကြောင်းတားမြစ်ထားတဲ့စေဝါများမဟုတ်ပဲကန့်သက်ချက်များနဲ့သာရောင်းချခွင့်ရှိတဲ့စေဝါများဖြစ်ပြီးလက်ရှိအချိန်မှာစေးဆိုင်များကန့်သက်ချက်များကိုစစ်ဆေးခြင်းမရှိပဲရောင်းချနေမှုများရှိတာကြောင့်ဒီလိုစစ်ဆေးရတာဖြစ်တယ်လို့သိရပါဗျ။ ချစ်သူများလေးမတိုင်မီတားမြစ်ထားတဲ့ဆေးများကိုမယောင်ချဖို့နဲ့အရွယ်မရောက်သေးတဲ့ကလေးတွေကိုဆေးဝါးရောင်းချခြင်းနဲ့မပြုလုပ်ဖို့ဒီလိုဆေးဆိုင်တွေကိုရှောက်တဲ့ခင်စစ်စစ်ရခြင်းဖြစ်တယ်လို့စမ်းကြောင်းမြို့မှာရေစကန်မှာဒုတိယမြို့နယ်မှဒူရဲမှုမိမိအေကအခုလိုပဲပြောပါဗျာ။ဗလန်တိုင်းဒီနီးလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အဲတားမြစ်ထားတဲ့ဆေးဝါးတွေမယောင်ချဖို့နောက်အရွယ်မရောက်တဲ့ကလေးတွေကိုဆေးဝါးရောင်းချခြင်းတွေကိုမပြုလုပ်ဖို့အားဆုံးမလိုလားအတက်မှုကြီးနေမဖြစ်ရအောင်လို့ဒီကာလမှာဖြစ်လိဖြစ်တာရှိတယ် မူပေးနေမဖြစ်အောင်လို့ဒီမှာတောက်ကြနေမှာတော့ကျမတို့ကရက်ွက်ထဲမှာဆင်းပြီးတော့စီးဆိုင်နေမှာဟောဟောပြောရတယ်ပေါ့နော်ဒီအမျိုးလေးမလုပ်ဘူးဆောင်းချဖို့ဟောပြောတယ်ဒီနေ့ကတော့ဒီကျမရဲ့ဥစည်းမှုနဲ့ထွေဥက္ကဋ္ဌကြီးပါတဲ့အစီအစဉ်ကတော့လိုက်ပြီးတော့စစ်ဆေးတာပေါ့ဒီလိုစင်းဆိုင်တွေကိုရှောက်ထွက်ခင်းစစ်ဆေးရာနဲ့ပတ်သက်ပြီးစံကြောင်းမျိုးနဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာခင်ချိုလက်ကလည်းအခုလိုပဲပြောပါဗျ ကျွန်တော်တို့အနေနဲ့ဆေးကန်ဆေးဆိုင်တွေဆေးကန်တွေကိုတော့ပုံမှန်စစ်ဆေးနေရှိပါတယ်ဆေးဆိုင်တက်တန်းတို့မယ်ဆိုရင်လည်းစစ်ဆေးတယ်ဆေးဆိုင်တွေကိုလည်းကျွန်တော်တို့ဟိုဌာနနေပြီးတော့တိုင်းကနော်နေပြီးတော့ဌာနနေပြီးတော့ဒီလိုမျိုးတွေတားမြစ်ဆေးဝါးတွေရှိတယ်ဘုရားဝင်ဆေးဝါးတွေရှိနေတယ်ဒါလေးတွေကိုစစ်ဆေးပြီးတော့အရေးယူပါဆိုရင်ကျွန်တော်တို့ special occasion တွေလည်းစစ်ဆေးတယ်ရုပ်ရည်ဆောင်ခင်တွေလည်းစစ်ဆေးပါတယ် ဒီလိုကန့်သက်ချက်တွေနဲ့ရောင်းချခွင့်ပြုထားတဲ့စီဝါတွေကိုစစ်ဆိုင်များမှရှောက်ရခင်စစ်ဆေးမှုကိုစံကြမျိုးနဲ့ထွေထွေအုပ်ချုပ်ရေးမှုရတဲ့ဖွဲ့ကျမ်းမာရေးဦးစီးဌာနနဲ့စီပင်တို့ပါဝင်တဲ့ပူပေါင်းအဖွဲ့များနဲ့ရှောက်ရခင်ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီးအခြားမြို့နယ်များမှာလည်းပူပေါင်းအဖွဲ့တွေနဲ့စစ်ဆေးခဲ့လို့သိရပါဗျာ။